ဲပြီးလို့ရှိရင်ညီမစီမာကအဲပုံမှန်အားဖြင့်ဒီတချို့ဆိုင်နေမှာဆိုလို့ရှိရင်သူနှမ်းစီနဲ့မနှက်ဘူးညီမကြဒီဗနီကာကျွတ်ချက်ပေးတာခင်ဗျို့နှမ်းစီနဲ့တိတ်ချနှက်တာနှက်ပြီးတော့မှညီမရဲ့ဒီအရသာဆိုရင်ဒီဒီယာဆိုလို့ရှိရင်တချို့ဆိုင်နေဆိုလို့ရှိရင်ဒါမီယိုနီစပွန်းနဲ့ပဲတုတ်မယ်ပေါ့နော်ညီမကတော့မဟုတ်ဘူးအရသာ၄မျိုးပါအဲ၄မျိုးနဲ့တုတ်ထားပြီးတဲ့အတွက်ပုံမှန်အရသာထပ်ဖို့ကောင်းတယ်ပေါ့နော်အဲ့လိုကိုစမ်းနေလောက်ထားရှင် ီးပြင်းစမ်းထွက်ရမယ်အဲဒါညီမဆိုင်ရဲ့တီးတက်မီမူလေးပေါ့ပြီးရင်အထောင်းရမယ်အဲပြီးရင်ကြက်ကြောအာလူကြောင်ဖတ်ထုတ်ရမယ်အားလေးရမယ်ရှင်ပြီးအေးပေါ့အဲတနိုင်းလေးပေါ့အရင်မီနူးအများကြီးကြတော့လေဟိုမနိုင်ဒီမနိုင်ဖြစ်မှာဆိုဒါလေးတော့တစ်ခါကြိုက်မနိုင်ဘူးလေအားကြောင့်ပေါ့အနေချင်းလေးတော့ပဲ နာမည်ကတော့မပွင့်ဖြူပါဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ဒီဇိုင်းလေးဆောက်ပွင့်ဖို့စိတ်ကူးတာကတော့ကိုဗစ်ကာလမှာပေါ့နော်အဲကိုဗစ်ကာလမှာစပြီးတော့လုပ်ခဲ့တာပေါ့အဲတုန်းကတော့ online လေးနဲ့ပဲလုပ်တယ်အဲနောက်ပိုင်း2022လောက်ဖြစ်မယ်ထင်တယ်2021လောက်မှာဆိုင်ဆောက်ပွင့်တာပေါ့နော်မဟုတ်ကဲ့ရှင်ဟုတ်အခက်ခဲရတော့ရှိရအခက်ခဲရှိရဆိုတာကပထမလုပ်ငန်းတစ်ခုကတော့ရှိရပေါ့နော်အဲဒီလုပ်ငန်းကတော့ကိုယ့်ရဲ့ပထမဆုံးအဲဒီအတွေ့အကြုံအစ်စ်ဆိုတော့အဲဒီစားတောက်ဆိုင်လုပ်ငန်းကတခြားလူတွေနဲ့မတူဘူး pressure ရမ်းများတယ်အဲအချိန်မှာဟို order မနိုင်တဲ့ပြဿနာတွေအဲ customer ရမ်းကြပြီးတော့မထိန် နိုင်တဲ့ပြဿနာတွေနဲ့ကြုံတွေ့ရတဲ့ခက်ခဲတွေကတော့ရှိရပါတော့။အဲဒါနဲ့ပတ်သက်ပြီးတော့လည်းခဏတစ်ပြုတ်ပိတ်လိုက်သေးတယ်။ပိတ်ပြီးတော့မှဒါလေးကပြန်ဖွင့်လိုက်တာပေါ့နော်။ဟုတ်ကဲ့။အဲ့လိုပါ။ဆက်ရှိတဲ့ပြန်ခဏ။ဟုတ်တယ်ဟုတ်တယ်အဲ့လိုအဲ့လို customer complaint တွေပွဲကြပေါ့။အဓိကတော့အရသာပိုင်းတစ်ပွဲကြတယ်ပေါ့။ပွဲကြရရင်များလာတဲ့ခါကျတော့ဝန်ထမ်းကလေးတွေကလည်းလုတ်တော့လုတ်ပေးရဲ။ဒါမှမဟုတ်လည်းမထိန်းနိုင်တဲ့ခါကျတော့အခဏရက်လိုက်တာ။ဟုတ်။အာဟုတ်ကဲ့ဟုတ်။အဲဒီ social အဓိကနေပြီးတော့အဓိကတော့ဒီတင်နန်းတွေတက်လိုက်တယ်ပေါ့နော်။တင်နန်းတော့တစ်ခုမဟုတ်၃ခုလောက်တက်တယ်။တက်ပြီးတော့မှကိုယ့်ရဲ့ recipe ကိုပြန်ဆွဲထုတ်လိုက်တယ်။အဲထုတ်ပြီးတော့မှဒီဟာလေးကိုပဲ ဲပြီးတော့ကိုမျိုးနယ်မှာကျတော့ဒီလိုမျိုးဆိုင်လေးမရှိဘူးဆိုပြီးတော့မရှိရဲ့မီနူးလေးကိုရွှေပြီးတော့ထုတ်လိုက်တာပါရှင်ဟုတ်ကဲ့ဟုတ်ဟုတ်အဓိကကတော့ကိုလက်ရမပြတ်အောင်ဒီလာသမားကလေးတွေကိုပေါ့နော်ဝန်ထမ်းကလေးတွေကိုကိုလက်ရအတိုင်းကိုပဲပြန်ပြီးတော့သင်ပေးတယ်အဲအဓိကက recipe ပေါ့နော်အဲဒီထဲမှာပါဝင်တဲ့ဒီ sushi မှာဆိုရင် vinegar ဆိုလို့ရှိရင်ကိုပတ်တက်ကိုကြိုးတယ်အဲဒီ sandwich ဆိုလို့ရှိရင်လည်းအဓိက sauce ပေါ့နော် sauce ဆိုလို့ရှိရင်လည်းကိုပတ်တက်ကိုကြိုးတယ်ပြီးတော့ဒီအထောင်းဆိုလို့ရှိရင်လည်းအထောင်းဆိုလို့ရှိရင်ပုံမှန်အဖြစ်ပေါ့နော်လူပေါ်မူတည်ကြတယ်အဲဟိုလူထောင်းလို့ရှိရင်တရတာဒီလူထောင်းလို့ရှိရင်တရတာပေါ့ညီမကြောက်အဲ့လိုမဟုတ်ဘူးအဲပ ါဝင်ပစ္စည်းအားလုံး၈မျိုးပေါ့နော်ရောကြိုပြီးတော့ကိုယ့်ရဲ့အရေပေါ့လှုပ်ထားပြီးတော့ဘဲကလေးထောင်းထောင်းအဲဒီရတာပဲအဲအဲ့လိုပုံစံလေးနဲ့သွားထားရရှင်ဟုတ်အဲ့လိုမျိုးတော့လောလောဆယ်မရောင်းသေးဘူးပေါ့နော်အဲမရောင်းသေးတာဖြစ်တဲ့အတွက်အဲ့လိုမျိုးတော့မရှိသေးဘူးရှင်ဟုတ်ကဲ့ဟုတ် 55ကျမှတော့ရှိတယ်ရှင်ဟုတ်ကဲ့ဟုတ်ဟုတ်ဆူရှိပြင်စန်ထရီရမယ်အဲဒါညီမဆိုင်ရဲ့တီးတက်မီနူးလေးပေါ့ပြီးရင်အထောင်းရမယ်အဲပြီးရင်ကြက်ကြောအာလူကြောင်ဖတ်ထုတ်ရမယ်အားလေးရမယ်ရှင်ပြီးအေးပေါ့အဲတနိုင်းလေးပေါ့အရင်မီနူးအများကြီးကြတော့လဲဟိုမနိုင်ဒီမနိုင်ဖြစ်မှာဆိုတော့ဒါလေးတော့တစ်ခါကြိုက်မနိုင်ဘူးလေအားအကြောင်းပေါ့အနေချင်းလေးလောက်ပဲဟုတ်နိုင်သလားအဲဘယ်ရလေးကြိုက်လဲဆိုတော့ customer ရဲ့ဒီလိုမျိုးပေါ့ဒီလိုဆက်လက်လေးတို့ကြိုက်ကြတယ်မီယိုနီစ်ဒီဘက်အဲနေဘက်ထရီပီတာဘက်ကြတော့ဒီမီယိုစနီလေးပါလာလေးတို့ပို့ကြိုက်တယ်အဲထမင်းလေးကတော့မကြိုက်ဘူးလားမဟုတ်ကြိုက်တယ်ဒါပေမဲ့ညီမဇေဒန်ကြတော့တဒုံးတစ်ထောင်ဆိုတော့ထမင်းလေးကိုတဒုံး တစ်ထောင်တော့တိတ်ပြီးတော့ပေးမစားကျင်ကြဘူးပေါ့နော်ဒီလိုဆက်လက်လေးကြတော့ဆန်းလက်ဆန်းတော့အဲပေးပစားရဲပေါ့အဲ့လိုပုံစံလေးပေါ့ဟုတ်အဲအရင်တော့ကတော့ပွဲနဲ့ရောင်းနေအဲပွဲနဲ့ရောင်းတဲ့အချိန်မှာအဲ့လိုပေါ့လာမလုတ်ပေးရဲဆူရှိဆိုတာကြာလာမလုတ်ပေးတော့ပို့ဆင်ပြရပေါ့အဲအချိန်မှာကြတော့ order များလာတဲ့ခါကျရင်ပွဲကြတဲ့ခါကျအခုနောက်ပိုင်းမှာရေခဲပုံးလေးနဲ့ပေါ့နော်အဲရေခဲပုံးလေးနဲ့လုတ်ပြီးတော့တစ်ခါကျုတ်ခင်းပြီးတော့တတုံးတစ်ထောင်ပေါ့အဲကြိုက်တာရွေးတတုံးတစ်ထောင်လေးနဲ့သွားထားရခြင်းဟုတ် ဲ့ပွဲနဲ့တွက်လိုက်မယ်ဆိုလို့ရှင်လေတထောင်ဝန်းကျင်လောက်ပဲသွားတာဒါပေမဲ့ customer အနေနဲ့ကြာပွဲနဲ့ကြတော့တို့ဒီတပွဲဘလောက်ဆိုပြီးတော့မမြင်ဘူးပေါ့နော်ဒါပေမဲ့တုံးတထောင်ကြာတော့နည်းနည်းမြင်သလိုဖြစ်သွားတာဒါပေမဲ့တကယ်တကယ်အရင်မီနူးတွေနဲ့တိုက်လိုက်မယ်ဆိုလို့ရှင်ဈေးတန်းအတူတူပဲဟုတ်ကဲ့ရှင်ဟုတ်အဓိကတော့ပေါ့ sauce ပေါ့နော် sauce ကကြတော့သူများတွေဆိုလို့ရှင် mayonnaise ပဲဖြစ်ဖြစ်ဒီလိုမျိုးနိုးစီနယ်ပဲဖြစ်ဖြစ်လုပ်လိုက်ရတယ်ညီမကြတော့မဟုတ်ဘူးပတ်ဝန်းပစ္စည်း၅မြို့လောက်ကိုတခါကြီးကြိုပြီးတော့မှ sauce ကိုအဓိကဦးစားပေးတာဖြစ်တဲ့အတွက် sandwich ကြိုက်တဲ့လူဆိုလို့ရှင်တနေ့ကိုနေ့တိုင်းနှစ်ခုစားရတဲ့လူအောင်ရှိတယ်ညီမစီမှာလို့နေ့တိုင်းနှစ်ခုလာလာဝယ်စားရအကိုတယောက်ဆိုအမြဲမှားတယ်အဲပြီးတော့ဒီ sand central ဟိုမှာ central ကြိုက်တဲ့အဲ customer ရှိရေပေါ့နော်အဲရတာကြတော့နှစ်မျိုးရှိတယ်ဒါကတော့ gnan select ပေါ့နော်ပြီးလို့ရှိရင် tuna select ဆိုပြီးတော့ရှိတယ်အဲကျန်တဲ့ဟာကြတော့ကျုပ်ကြောင့်နဲ့ကျက်သားကတော့ပုံမှန်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒါလေးကတော့ဒီလိုမျိုးတဲ့1000ဒီလိုတပွဲလုံးဆို1000ပါဟုတ်ကဲ့အာလူကျော်လေးကတော့တပွဲ4000ပါအဲဖတ်ထုတ်လေးကတော့9000ပါရှင်အဲကျက်သားကျော်လေးကတော့4000ပါဟုတ်အဲဖတ်ထုတ်ကညီမစီမှာကတော့ကျက်သားတစ်မျိုးပဲရတယ်ညီမဆိုင်မှာဝတ်သားမဲသားလက်မခံတော့လေအဲကျက်သားတစ်မျိုးလေးပဲရပါတယ်ဟုတ်ကဲ့ လုပ်ငန်းတစ်ခုမှာပေါ့နော်လုပ်ငန်းတစ်ခုတည်းဒီစားတောက်ဆိုင်တစ်ခုမှာပေါ့အဲတရားရာတိုင်းတော့ကိုရတာကြိုက်မယ်ဆိုတာမရှိဘူးပြီးတော့လိုအပ်ချက်တွေကတော့ဒီလိုရှိတာရှိရပေါ့နော်ဒါပေမဲ့အကောင်းဆုံးတော့လုပ်ပေးရဲဒါပေမဲ့တကယ်တကယ်အကောင်းဆုံးလုပ်ပေးပေးမယ်အဲတစ်ခါကျအစ်စမပြေရဲ့ပိုင်းလေးရှိသွားတဲ့ခါကျတော့စိတ်တက်ကြတာပေါ့နော်ပိတ်လိုက်တော့မယ်ဆိုပြီးတော့တွေးမိတယ်ဒါပေမဲ့အောက်ခါကျတော့လည်းဩအဲတချို့ customer တွေကျတော့လည်းပိတ်တုံးရဆိုလို့ရှိရင်ဒီ sushi စားခြင်းလို့ဆိုပြီးတော့လာလာပြီးတော့အဲ Facebook မှာပဲဖြစ်ဖြစ်အဲကိုရဲ့အကောင့်မှာလာလာပြီးပြောကြတဲ့ခါကျဩဒီလိုမျိုးကိုစားခြင်း update ရဲ့လူတွေရရှိတော့ပြန်တော့ဖွင့်မယ်ဆိုပြီးတော့အဲ့လိုပြန်ဖွင့်ပြီးတော့အဲဘယ်လိုပြောမလဲတနိုင်လေးပဲပြန်လုပ်လိုက်တာပေါ့အရင်ကြီးလဲ ဟိုတိတ်ပြီးတော့လဲကြောညာရေးပါအញ្ញမလုပ်တော့ဘဲနဲ့တနိုင်လေးပဲပြန်ဖွင့်လိုက်တဲ့သဘောပေါ့ဟုတ်အဲဆိုင်ဖွင့်လာတော့ပို့ပြီးတော့ customer ပုံများလာတယ်ဟုတ် online တော့ကြတော့ကြတော့ဒီလိုတနိုင်လေးပေါ့နော်ဒီဆိုင်ဖွင့်လိုက်တဲ့ခါကျတော့ပို့ပြီးတော့မိတ်ရလာတယ်ဟုတ်ဟုတ်တယ်ဟုတ်အရင်တော့ဆိုရင် sushi တစ်မျိုးပဲရောင်းတယ်အဲဒါပေမဲ့ sandwich တော့ရောင်းတယ်ပေါ့နော်အရင်တော့ burger တော့ရောင်းတယ်အခု burger ကတိတ်မနိုင်တော့လို့မရောင်းတော့တာပေါ့ဒီအထောင်းတွေပါရမပါဘူးဆိုင်ဖွင့်လိုက်တော့မှပါတာ အဲအဓိကတော့ညီမကတော့ vinegar အဓိကအဲပြီးလို့ရှိရင်ညီမစီမှာကအဲပုံမှန်အားဖြင့်ဒီတချို့ဆိုင်တွေမှာဆိုလို့ရှိရင်သူနှမ်းစီနဲ့မနှက်ဘူးညီမကြဒီ vinegar ကျွတ်ချက်ပြီးသားထမျိုးနှမ်းစီနဲ့တိကျနှက်ထားနှက်ပြီးတော့မှညီမရဲ့ဒီအရသာဆိုရင်ဒီဒီဟာဆိုလို့ရှိရင်တချို့ဆိုင်တွေဆိုလို့ရှိရင်ဒါ mayonnaise တစ်မျိုးနဲ့ပဲတုံမယ်ပေါ့နော်ညီမကတော့မဟုတ်ဘူးအရသာ၄မျိုးပါအဲ၄မျိုးနဲ့တုံထားပြီးတဲ့အတွက်ပုံမှန်အရသာထပ်ဖို့ကောင်းတယ်ပေါ့နော်အဲ့လိုပုံစံလေးနဲ့လုပ်ထားခြင်း